အားလုံးပဲမင်္ဂလာပါခင်ဗျာဒီဗီဒီယိုတွေကိုနားဆင်အားပေးတဲ့အခါမှာအဆင်ပြေမယ်ဆိုရင်တော့ VPN လေးဖြန့်ပြီးတော့ကြည့်ရှုအားပေးဖို့မြစ်တာရက်ခံပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာမလဆန်းတို့ရောက်ရှိနေပြီဖြစ်၍ပန်ဝဲညစ်တခုလုံးရာသီဥတုဘူပင်းက6တွေ့နေသည်နေဘူးညာချန်းတပေါင်းလာဆန်းဟုစုစမတ်ပြုထားသည်နှင့်အညီရာပိုင်းနှင့်နနက်ခဲပိုင်းများတွင်သာအေးအေးတိုင်ရှိသေးတော်လဲနေနှဲငယ်မြင့်လာသည်နှင့်ပူပင်းသောနေရောင်ကြီးကြောင့်အပူရှင်းကသိသည်တလားမြင့်တက်လာသည် ဘူမင်းလာသောနေဘူးရှင်ကိုအန်တုလျက်ဘူဒိုဇာမြေဒိုးဆက်ကြီးတစည်းသည်စက်တန်တတီတီဘေးကမောင်းနေအလုလုလျက်ရှိသည်တစ်ချက်တစ်ချက်ဗယံမတာတိုက်ခိုက်လိုက်သောနှွေလီယူးကြောင့်ပဝင်းညင်တကူလုံးကိုမြူနေများထူတက်စွာကြားရောက်သွားသည်လို့ဟော်မုန်တန်းမုံများကလည်းတခါတည်းရန်ဖုံးဝန်သွားတတ်သည်လူနေအင်အားစကန်းတခုအကောင့်ထဲပေါ်တိဆောက်ရန်အတွက်ပနာမလုပ်ငန်းတခုဖြစ်သောမြေပြုပြင်ရှင်းလင်းရေးလုပ်ငန်းကိုစတင်ဆောင်ရွက်နေခြင်းဖြစ်သည် ထိုနေရာသည်မြို့ကြီးစင်ကြေဘုံနေရာတွင်တရှိပြီးလွန်ခဲ့သောနှစ်ပေါင်းများစွာကပဲလူနေအိမ်ကြီးမရှိဘဲဖုံးစိုးတော်ကြီးဖြစ်ကတစ်ပင်ချုံနယ်ပိတ်ပေါင်းများထူထပ်စွာပေါ်ရောက်လျက်ရှိသည်ရှေမီနောက်မီတကြီးရွယ်ကိုလူကြီးများ၏တစင်စကားတစင်ကြားပြောကြားခြင်းများအရာထိုနေရာသည်ရခိုင်နှစ်ပေါင်းများစွာကကြီးမားလာသောရေရန်ကြီးတားဖြစ်ခဲ့ပြီးတဖြည်းဖြည်းနှင့်မိုးရေတိုက်စားမှုကြောင့်တဲနှုံများပို့ကနောက်ဆုံးတွင်ရေများခန်းချောက်သွားခဲ့သည်ဟုသိရှိကြရသည် ရေကန်ကြီးသည်လှပစမ်းကြသောကြာပင်ကြာပန်းများဟူဝေဆစပေါ့ရောက်ဖူးပွင့်လျက်ရှိပြီးကြည်လင်စိမ့်လက်နေသောရင်းမြင့်တပင်ရှိကဟင်းသာဂျိုးကြအစရှိသည့်ရေပျော်ခြင်းငယ်တရကားတို့၏ပျော်မြူးဟစ်ကြွေးတံများနှင့်အလွန်မင်းကျက်တည်ရှိလာသောရေကန်ဤတကံဖြစ်ခဲ့သောရှေ့လူကြီးများကပြောကြသည်နောက်ပိုင်းတွင်မိုးရေတိုက်စားကသဲလုံးများတပြည့်ပြည့်ပို့လာသည့်အပြင်ပြုပြင်ထိမ့်သိမ့်မိသူများကလည်းမရှိသောကြောင့်ရေများခန်းကြောက်ကရေကန်ကြီးကောသွားခဲ့သည် ဘဝင်းရဲ့အနိနာတဝိုက်တွင်နေတိုင်းသူများ၏အပြောအရဆိုလျင်ထိုကောသွားခဲ့သည့်ရေကန်ကြီးသည်တဖြည်းဖြည်းဖုံးစိုးတော်ကြီးဖြစ်သွားသည့်အပြင်အနာတဝိုက်တို့လည်းမြည်သူများအသွားလာမလို့ရဲကြဟုသိရသည်အကြောင်းမှာထိုဖုံးစိုးတော်ကြီးတွင်မွေးစိုးများအလွန်ပေါများသောကြောင့်ဖြစ်သည်အနိဘဝင်းရှင်တို့အကြောင်းကိစ္စတစုံတရာဖြင့်ဖြတ်တန်းသွားမိသူများတော်ကြီးထဲမှကြီးမားလာသောငန်းဝေကြီးများထွက်လိုက်တတ်သလိုတော်ကြီးထဲသို့ဝင်သွားမိသည့်ကျွဲ့နွားအစသည့်တိရိစ္ဆာန်မှန်သမျှသည်လည်းအစိမ့်စီသောသရဝါများအကြိုက်ခံရကတေဆုံးကြရသည် ထိုကြောင့်နှစ်ပေါင်းများစွာထိုကံအောင်ကြီးရှိဖုံးစိုးတော်ကြီးတို့၌မိသူများအသွားလာမရှိတော့ပဲကြီးမားလာသောတစ်ပင်ကြီးများမျက်ပင်ရိုင်းကြီးများဖုံးဟုတ်ကရှိနေခဲ့သည်သောတော်လည်းနောက်ပိုင်းတွင်တောဝါလာသောလူဦးရေကြောင့်မြို့ပြနေရာများကိုချဲ့ထွင်ကာလူနေအိမ်ယာများတိုးချဲ့ဆောက်လုပ်လာခဲ့ကြရာယခုနောက်ဆုံးထိုကံအောင်ကြီးနေရာတွင်လူနေအိမ်ယာစကန်ကြီးတစ်ခုဆောက်လုပ်ရန်သက်ဆိုင်ရာမှစီစဉ်ခဲ့သည်ပထမဦးစွာအိမ်ယာဆောက်လုပ်မိမြေနေရာခြုံနယ်ပိတ်ပေါင်းများရှင်းလင်းခြင်းလုပ်ငန်းကိုလှုပ်ဆောင်ကြရာတွင် ဝိနည်းအစိတ်ရှိသောတရားများပေါ်များသည်ကိုသိရှိကြသည်ဖြင့်တောရှင်းလင်းမြေအပွဲများမရှင်းလင်းရဲပဲရှိနေကြသည်ရှင်းလင်းမြေအပွဲများတပွဲပြီးတပွဲလာရောက်ကြတော့လဲနှစ်ပေါင်းများစွာအသွားလာမရှိခဲ့သည့်အတွေ့ပိမ့်ပိမ့်နေအောင်ထူထပ်လာသောခြုံလှယ်များကိုကြည့်ပြီးလက်လျှော့ကပြန်သွားကြသည်ထို့ကြောင့်နောက်ဆုံးတွင်ထိုမြေကွက်လက်ကြီးရလူဝင်ရပြင်မရှင်းလင်းတော့ပဲခြုံလှယ်များတပင်းကြီးများရှင်းလင်းခုတ်တွင်ခြင်းနှင့်မြင်းမျက်နှာပြင်ညှိခြင်းလုပ်ငန်းများလှုပ်ဆောင်ရန်ကန်ထရိုက်ရာသာသောစောက်လုပ်ရေးကုမ္ပဏီချင်းမှ မြေထိုးဆက်ဘူဒိုဇာဤတစည်းနှင့်အထွေထွေလုပ်ငန်းများကူညီဆောင်ရွက်နိုင်ရန်အတွက်အလုံသမားအဖွဲ့တစ်ဖွဲ့ကိုဆီလွတ်လှုပ်ဆောင်စေခဲ့သည်လုပ်ငန်းကိစ္စအဝအဝကိုကြီးကြပ်ကိုကဲလှုပ်ဆောင်နိုင်ရန်တာဝန်ခံတဦးအဖြစ်ကုမ္ပဏီမှစိုင်းမန်နေဂျာတဦးဖြစ်သူဦးထွန်းဝေအားတာဝန်ပေးကလုပ်ငန်းကိုအမြန်စတင်စေခဲ့သည်ဦးထွန်းဝေမှာဆောက်လုပ်ရေးကုမ္ပဏီကြီးတွင် လုပ်တတ်ရမန်နေဂျာတဦးဖြစ်ပြီးလုပ်ငန်းနှင့်ပတ်သက်၍အတွေ့အကြုံများသူဖြစ်သည် ထို့ကြောင့်ပင်လုပ်ငန်းမစတင်ပြီးထိုနေရာတဝိုက်ရှိမြေရမမြေအသော ပုဂ္ဂိုလ်များပရာလောကသားများမေတ္တာဖို့အများအတန်းပေးဝေခဲ့ပြီးထိုနေရာတဝိုက်မှဖင်ရှားပေးပါရန်နှင့်အကယ်၍လုပ်ငန်းဆောင်ရွက်နေစဉ်မတော်တဆအပြစ်တစုံတရာကျူးလွန်ခဲ့မိပါကလည်းခွန့်လွတ်ပေးပါရန်တောင်းပန်ခဲ့သည်မိမိကိုယ်တိုင်လည်းအစိတ်ရှိသောတရားများယံမှကင်းဝေးစေရန်အတွက်မေတ္တာတို့ခန္ဓာတို့နှင့်ပရိမိတ်တဇာလာတို့တော်များကိုလည်းမပြတ်ရွတ်ဆိုပူဇော်နေခဲ့ပြီး အခြားသူများကိုလည်းရနိုင်သမျှဘုရားစာများရွတ်ဖတ်က လုပ်ငန်းဆောင်ရွက်ကြရန်မှာကြားထားခဲ့သည်ထို့အပြင်လုပ်ငန်းဆောင်ရွက်နေရင်မွေနှင့်အစိတ်ရှိသောတရားများတွေ့ပါကတပ်ဖြတ်ခြင်းမပြုလုပ်ကြရန်အထူးပင်မှာကြားထားခဲ့သည်တခုထူးခြားသည်မှာမွေစုံများနှင့်အစိတ်ရှိသောတရားများအလွန်ပေါများသည်ဆိုသောဖုံးစိုးတော်ကြီးတွင် လုပ်ငန်းဆောင်ရွက်ခဲ့သည်မှာတပတ်ကျော်လာခဲ့ပြီဖြစ်တော်လဲ၎င်းတလေးမှပင်မတွေ့ရခြင်းဖြစ်သည်တို့ရတဲ့လုပ်ငန်းအလုံးမပြီးဆုံးသေးသောကြောင့်တတိဝရိယကိုတော့မပြတ်သားကဂယုဆိုင်၍လှုပ်ဆောင်နေကြရသည် ဤသို့ဖြင့်လုပ်ငန်းစတင်ခဲ့သည်မှာတပတ်ကျော်လာခဲ့ပြီးနောက်ထပ်တရက်နှစ်ရက်ဆိုရင်ကွင်းမြင်ဤတစ်ခုလုံးရှင်းလင်းပြီးတော့မည်ဖြစ်သည်။ဦးထွန်းဝေလက်မနာဤကိုကြည့်လိုက်သောအခါအပူစိန်ပြင်းထန်ဆုံးအချိန်ဖြစ်သောနေ့လယ်တနာရီကျော်ကရှိနေပြီဖြစ်ကြောင်းသိရသည်။အပူချိန်ကပြင်းထန်လာသောကြောင့်အလုံးလုံးနေသည့်နေရာနာသည့်သွားမကြည့်နိုင်တော့ပဲ။ကွင်းဆက်တွင်ရှိသောကြီးမားလာသည့်တစ်ပင်ဤတပင်အောက်တွင်အရိတ်ကိုရင်ဖုံးတစ်ထောင်းထောင်းထောင်းအလုံးလုံးရဲ့ရှိသောမြေတိုးဆက်ကြီးနှင့်အလုံးသမားများဦးထွန်းဝေလမ်းမြော်ကကြည့်နေမိသည်။ ထိုအခိုင်းမှာပင်ရုတ်တရက်ဆက်ချိန်တက်လိုက်သောမြေတိုးဆက်ကြီးအတန်နှင့်အတူအလုံသမားများ၏အလံတကြားအော်ဟစ်လိုက်တံကိုဥထုံးဝေကြားလိုက်ရသည်အလုံသမားအချို့ကဥထုံးဝေရက်နေသောတပ်ပင်ကြီးစီပြေးလာနေသည်ထို့ကြောင့်ဥထုံးဝေကတပ်ပင်အောက်မှအမြန်ထွက်လိုက်ကပြေးလာနေသောအလုံသမားများစီသို့ခတ်သွက်သွက်လျှောက်သွားလိုက်မိသည်ဟဲ့အောင်လေဟဲ့အောင်လေဘာကြီးတွေ့လို့လဲကွာဘာဖြစ်လို့လဲ ရှေဆုံးမှပြေးလာသောအလုသမားကောင်းဆောင်ဖြစ်သူအောင်မောင်းမှာရုတ်တရက်ဘာမှပြန်မပြောနိုင်သေးပဲအချိန်တက်ထားသောစက်ကြီးစီတို့သာလက်ညှိုးထိုးပြနေသည်ဖြစ်အိုးထွန်းဝေစိတ်မရှိနိုင်တော့ပဲခန့်ကောင်းကောင်းမေးလိုက်မိသည်ခရအောင်မောင်ဘာတဖြစ်လို့လဲကွာမင်းများပြောသမ်းမအောင်ဆက်ဆက်ကြလိုက်ခဲ့ပါအောင်ဆရာဆက်ဆရာဆက်ကိုအမြန်ခေါ်ခိုင်းလိုက်လို့ကျွန်တော်ပြေးလာတာပါအောင်မောင်စကားဆုံးသည့်နေ့အိုးထွန်းဝေမပြေးဟုန်တယ်မဲ့စက်ကြီးအလုံးလုံးနေသည့်နေရာသို့ခက်မြန်မြန်ပင်ထွက်လာခဲ့သည်မိတို့စက်ကြီးနာရောက်သည့်နေ့စက်ပေါ်မှစက်မောင်းကုန်မြင့်မောင်းလမ်းမိလိုက်သည် ကိုမင်းမောင်ဘာအိတွေ့လိုက်လို့လဲဗျာဒါမှမဟုတ်ဆက်တခုဖြစ်သွားလို့လားဆက်ကဘာမှမဖြစ်ပါဘူးဆရာယုတ်ရက်တွေ့လိုက်တော့ဘလို့ဆက်လို့မှမသိလို့ဆရာကိုပြေခေါ်ခိုင်းလိုက်တာပါထိုခါကျမှအလုံသမားများဝိုင်းကြည့်နေကြတော့ဆက်ကြီးရှေ့ဘက်စီတို့ဦးထွန်းဝေတရီသားကြီးလိုက်မိပြီးခတ်တွတ်တွတ်ကတ်သွားပြီးကြီးလိုက်တော့အခါတွေ့လိုက်ရတော့မြင်ငွေးညောင်အံ့အသင့်သွားခဲ့ရသည်ထို့ကြောင့်ပဲအလုံသမားများလှမ်း၍တတိပေးစကားပြောကြလိုက်သည်ရောင်နေဘာမှသွားမလုံးနဲ့ကြအောင်နော်အနောက်ဘက်ကိုဆုပ်ပြီးကြည့်ကြဒီလိုချတောင်မှုတွေမှာမွေးတွေပါတွေတွင်းအောင်ပြီးအတိုက်လုံနေတတ်တယ် ဦးထွန်းဝေသတိပေးစကားပြောလိုက်သောကြောင့်အလုသမားများနောက်ဘက်သို့အမြန်ဆုတ်ပြေးကြတော့သည်မြေတွေးလိုက်ရသောအရာများမှာခြားတောင်ပုံများဖြစ်ပြီးတောချုံတွေများကတဝက်တစ်ပြက်ဖုံးနေသည်ဖြင့်မြေများများပြားနေမှမသိရသေးသောကြောင့်ဆက်ကြီးပေါ်သို့တွေ့တက်လိုက်က ကြည့်လိုက်မိသည်ထူတက်လာသောချုံတွေများကြောင့်ခြားတောင်ပုံများကိုရှင်းရှင်းလင်းလင်းမတွေ့ရသေးတော့လေကြီးမားလာသည့်မြေနီရောင်ရှိသောခြားတောင်ပုံကြီးတစ်ခုဤထိပ်ပိုင်းကိုတော့ဆက်ကြီးအပေါ်မှမြေတွေးလိုက်ရသည်ကိုမြင့်မောင်ဘလို့လောက်ကြမလဲဗျာ ကျွန်တော်ကြားဘူးတည်ဘူးထားတာကတော့ဒီလိုချထောင်မှုတွေမှာမိုးရေပါတွေအတိုက်လုပ်ပြီးနေတတ်ကြတယ်တဲ့ပြီးတော့လည်းဒီချထောင်မှုတွေကိုတွေ့ရင်မဖြည့်စည်းရဘူးတဲ့ကောင်းတဲ့လက္ခဏာပြီးလို့တဲတွေပါတွေခင်းပြီးအကာအယံတော့လှုပ်ထားတတ်ကြတယ်လို့ကြားဘူးတဲ့အမွေးတိုင်ထုံးပြီးတယိုတသေးတိုင်းစီးပွားတော်တက်တယ်ဗျဟုတ်တယ်ဆရာကျွန်တော်လည်းကြားဘူးတဲ့ဒီတော့ကြီးကိုရှင်းတာထူးခြားတာတခုဆရာသတိထားမိသလားမသိဘူးမွေးတွေအလုံးပေါ်ပါတယ်ဆိုတဲ့နေရာမှာကျွန်တော်တို့အလုပ်လုပ်လာတာအခုဆိုတပတ်တောင်ကျော်လာပြီတော်ကြီးတကူလုံးနဲ့ရှင်းလို့ပြီးတော့မယ် အခုအချိန်ထိမွေငွေပြောင်းနေအစိတ်ရှိတဲ့သတော်အားဆိုကင်းတဲ့ကောင်တော့မတွေ့ရသေးဘူးတော်တော်ထူးခြားနေတယ်ဆရာဒါကြောင့်ဒီချတာမွေတွေထဲမှာမြန်မွေတွေဝင်ရောက်နေသလားလို့ကျွန်တော်တန်တရားဖြစ်မိတယ်အေးဗျခမညာပြောမှာပဲကျွန်တော်လည်းသတိထားပြီးတော့လေမဖြစ်နိုင်ဘူးလို့လည်းပြောလို့မရဘူးဗျအဲ့တော့အချိန်လေးကိုတိတိကျကျမသိရသေးခင်မှာဘာမှတော့မလုပ်တာကောင်းမယ်ထင်တယ်မလက်ပြတ်မလက်ကြရင်ကျွန်တော်ရုံးဝသွားပြီးတော့တရင်ပို့လိုက်အောင်မယ်လောလောဆယ်တော့ဒီချတာမွေနေရာတွေကိုဆက်နဲ့မထိုးဘဲနဲ့လူအားနဲ့သတိထားပြီးရှင်းလိုက်ရင်ကောင်းမယ်ထင်တယ်တော်ကြဆက်နဲ့ထိုးလိုက်ရင်မွေတိုက်တွေပါနေဖြစ်နေမွေစင်မနိုင်မင်းထွက်လာလိမ့်မယ်ဗျ ဲ့ခါကျရင်မလွယ်ဘူးတော်တော်အန္တရာယ်ကြီးနေမယ်ဟုတ်ပါတယ်ဆရာဆရာပြောသလိုပဲလှုပ်လိုက်တာကောင်းမယ်ထင်တယ်ကဲကဲဒါဆိုရင်လည်းလူအားနဲ့တတိသားပြီးရှင်းလိုက်ကြတာပေါ့ဗျာခင်ဗျအောင်မောင်းမင်းရဲ့ဘွဲနဲ့ခပ်ပြပြတတိသားပြီးရှင်းအောင်အချိန်နေမကောင်းရင်တမျိုးစီစဉ်ရတာပေါ့မင်းလူတွေကိုဒေချာပြောတာနော်ဝေဒီပိုင်ထွက်လာရင်မတက်ရဘူးအတက်နိုင်ဆုံးမထိခိုက်အောင်လုပ်ကြဟုတ်ကဲ့ဟုတ်ကဲ့ဆရာစီဒီလူရရနေပြီချတောင်ပုံများပပတ်လေကိုတတိသားပြီးရှင်းနေညာညနေစောင်းကနေချိန်လောက်တွင်ရှင်းနေပြီဖြစ်သွားသည် အိမ်ကြီးတစ်လုံး၏အကြေခန့်စီသောမြေနေရာပေါ်တွင်ခြတောင်ဖို့အရွယ်အစားမျိုးစုံတို့ကိုတွေ့လိုက်ကြရပြီထို့အထဲတွင်အကြေအဝင်းကလေမင်းဤတစ်ချက်စာကန့်ရှိ၍လူကြီးတယောက်၏အရာမောင်းငံ့ကြီးမားလာသောခြတောင်ဖို့အနီရောင်ကြီးတစ်ခုကိုလည်းထူးထူးခြားခြားတွေ့ကြရသည်ကျန်သည့်ခြတောင်ဖို့များမှာထိုနေရာတဝိုက်တွင်တွေ့ရတတ်သောမြေကြီးအရောင်ဖြစ်တော်လဲအလယ်အောင်တက်တက်ရှိခြတောင်ဖို့ကြီးမှမူထိုနေရာရှိမြေကြီးအရောင်မဟုတ်ဘဲတမိုးထူးခြားကနီရဲလျက်ရှိသည်ကိုမြင့်မောင်ထူးတော့ထူးကြတယ်ဗျ ဒီတက်ရွယ်ဒီကျွန်တော်တွေ့ဘူးမြင်မှုသမျှထဲမှာဒီလောက်ကြီးတဲ့ခြားတော်မူပြီးအခုမှပထမဦးဆုံးမြင်မှုတာပဲပြီးတော့လည်းကျွန်တော်တွေ့ဘူးတဲ့ခြားတော်မူတွေကအဲ့ဒီနေရာတော့အိမ်မှာရှိတဲ့မြေအယောင်လိုက်မြေနီဆိုရင်အနီရောင်မြေဝါဆိုရင်အဝါရောင်ပဲကိုတော့ထူးထူးခြားခြားမြေဝါတွေပဲရှိတဲ့နေရာမှာမြေနီရောင်ခြားတော်မူကြီးကိုတွေ့ရလို့တာမန်မဟုတ်ပဲထူးခြားနေတယ်ဗျကဲကဲဒီနေ့တော့ဒီတော့နေပဲအလုတ်သိမ်းကြအောင်ဗျာကျွန်တော်မနေ့ပြန်မနေ့ရုံးရုပ်ကိုသွားပြီးဒီရချင်းတွေကိုတရင်သွားပို့လိုက်အောင်ပဲဒီကြားထဲတော့ခမရဆက်ကြီးကိုခဏနားထားအောင်တခြားသူတွေလည်းမနေ့ပြန်တည်းရဲ့အလုံနာကြ အောင်မောင်းတယ်အလုပ်သမားတယောက်တော့မနေ့ပြန်အလုပ်စင်းလူတယောက်မှမရှိရင်လည်းမဖြစ်ဘူးပစ္စည်းတွေပါလေပျောက်ရှာနေဦးမယ်ဟုတ်ကဲ့ဆရာထိုခါကျမှဆက်ဆရာဖြစ်သူကိုမြင့်မောင်ကလည်းသူ့လက်ထောက်စမောင်းဖြစ်သူမြင့်ခိုင်ကိုလှမ်းပြောလိုက်လीဆရာဦးထွန်းရေပြောတာဟုတ်တယ်ကွာတို့သား site တစ်ခုလုံးလူတယောက်မှမရှိလို့စတဲ့ရစီတွေလာဖောက်ယူနေခက်နေမယ်မြင့်ခိုင်မနေ့ပြန်မေးစောစောလာလိုက်ကွာကြားလားငါမနေ့ပြန်ဆရာနဲ့ရုံးကိုလိုက်သွားလိုက်ဟုတ်ကဲ့ကိုငါတို့လည်းမရှိဘူးအလုပ်လည်းလုပ်ဆရာမရှိဘူးဆိုပြီး၃ရောက်ပါမီတောက်စားမနေကြနဲ့ဟုတ်ကဲ့ပါကိုစိတ်သာချပါ အလုံသမားကောင်းသောပြည်သူအောင်မောင်းနှင့်လက်ထောက်ဆံမောင်းမြင့်ခိုင်တို့ကတောက်တက်စားတတ်ကြသဖြင့်ကိုမြင့်မောင်စိတ်မချ၍မှားချနေရခြင်းဖြစ်သည်အထူးသဖြင့်သူ၏လက်ထောက်ဆံမောင်းမြင့်ခိုင်ကအယံမမူးလျင်သဘောကောင်းသလားအယံနည်းနည်းမူးလာပြီဆိုသည့်နှင့်ဘသူမှတိမ့်သိမ့်၍မရတော့ဘဲစိတ်ထဲထင်ရမရဟုဇွတ်တရွတ်လုတတ်သူတူဖြစ်သည်ထို့ကြောင့်ကိုမြင့်မောင်ကတဲတဲကြကြဂယုဆိုင်၍မှားချနေရခြင်းဖြစ်သည်အလောက်ခွင်ရန်နာထား၍ပဝင်းကျင်တစ်ခုလုံးတိတ်ဆိတ်ကြီးနဲ့လျက်ရှိသည် အောင်မောင်းမြင့်ခိုင်နဲ့အလုသမားတို့ဖြစ်သူကြော်တန်းတို့မှာခြားတောင်ပုံများနဲ့ခက်လန်းလန်းတွေရှိသောတပ်ပီတပေယောက်တွင်ထိုင်ရင်ထွေရလေးပါပြောဆိုလျက်မနက်ခင်းအချိန်ကုန်ဆုံးသွားခဲ့ကြသည်နေ့လယ်၁၂နာရီခန့်တွင်မနက်စာသမင်းစားကြပြီးဘာလို့မှလည်းလှုပ်ရှားမရှိသည့်အတွက်တပ်ပီကြီးအောက်တွင်ငုတ်တုတ်ထိုင်နေကြရသည် အချိန်ကြာလာသောအခါပြည်ညီဝေချင်းကိုတိမခံနိုင်တော့သဖြင့်မြင့်ခိုင်ကအောင်မောင်းကိုအဖော်ဆက်စကားပြောလာခဲ့သည်ထင်အောင်မောင်းလှုပ်ရှားဘာမှလည်းမရှိတော့ပြင်းလိုက်တာကွာ နေရတဲ့ဒီလောက်တော့ပူနေရဆရာတို့ကလည်းတော်တော်နေလာကြအောင်မှမဟုတ်ဘူးမင်းနဲ့ကဟိုနားဒီနားရှောက်ကြည့်ကြအောင်ကျော်တဲ့မင်းဆောင်ရန်ကငါတို့သိမကြဘူးပြန်လာခဲ့မယ်မြင့်ခိုင်တို့ဤအကျန်စီကိုကျော်လန်းကရိပ်မိတော်တဲ့မိမိမှာတာမန်အလို့သမားတယောက်ကဖြစ်သည့်ရဲ့ပြင်အသက်ရွယ်ကလည်းနှစ်ယောက်လုံးကမိမိတဲ့ကြီးသူများဖြစ်ကြ၍ဘာမှမပြောရဲပဲခေါင်းဝန်သာညှိပြလိုက်သည်ညနေ3နာရီခန့်အချိန်ကြာမှမြင့်ခိုင်တဲ့အောင်မောင်းတို့နှစ်ယောက်ပြန်လာကြသည်အတော်ပင်ရေချိန်ကြိုက်လာပြီးလမ်းကိုပင်ဖြောင်းအောင်မရှောက်နိုင်ကြတော့ပြီ နေရနေသောမျိုးလုံးကြီးများနဲ့အယက်နဲ့ငါလည်းတထောင်တောင်ထားလျက်ရှိသည်။ဟင်းကျော်တဲ့ဇာတို့ပြန်လာကြပြီလားငါတို့အပြင်းသွားနေလို့ဘာထူးသေးလဲ။ဇာတို့ပြန်မလာကြသေးဘူးဗျဘာမှလည်းမထူးပါဘူး။အားရကြောင့်ငါမေးကိုပြောတာဗောဗသိလားအောင်မောင်ဇာတို့ကတော်တော်အကြောက်လုံနေကြချတော်မှုတွေပဲဝါဘာထူးမှမလို့လေ။ငွေတိုက်မကားလို့ငကတိုက်ကြီးရှိတယ်ဆိုရင်တော့ငါတော့မကြောက်ဘူး။စက်ကြီးနဲ့ထိုးပြီးတက်နေမလိုက်ဘာတက်နိုင်ပါလဲ။ရင်ပြောတာဟုတ်တယ်မြင့်ခါရဲ့ငါလည်းအဲ့ဒါကိုပြောမလို့မနေ့ကလေးကစက်ကြီးနဲ့ထိုးပြီးလဲပြီးနေပြီကိစ္စော့ ်ဝေသားရှိလို့မွေးတွေပါထွက်လာရင်လေအလုံးသမားရင်လည်းဝိုင်းပြီးရိုက်တက်လိုက်ရင်ရတဲ့ဥစ္စာဝေသားရအဲ့ရက်နဲ့တော့ပြီးလို့ရသေးအခုတော့ဆရာတို့ကမကြောက်တဲ့နာကိုတွေးပြီးကြောက်နေအလုံးလို့ရတယ်အချိန်ကြာတာပဲဖတ်တယ်ဒါဆိုရင်အခုဆရာတို့ပြန်မလာရင်ငါဆက်ကြီးနဲ့ထိုးပလိုက်မယ်ကွာဆရာတို့ပြန်လာမှဆိုရင်တားနေကြပါဦးမင်းဘလို့သဘောရလှုပ်လိုက်ရွာဘာခက်တာမလဲဘာမှကြောက်စရာကြောင်းမရှိဘိုခါကြမှာကြော်တန်းကမပြောရင်ပြောရင်နဲ့ဝင်ပြောလိုက်ဒီဆရာတို့အဆောင်ပြီလာမလောက်ကြပါလားဗျတော်ကြဆရာတို့မရှိရင်လောက်လိုက်ရတခုအပြင်မကောင်းဘူးဗျ ဟဲ့အောင်ဂျော်ဒန်မင်းအမင်းကြောက်ရင်ခိုင်ဝဲဝဲပဲနဲ့ငါတို့လောက်တာငါတို့တောင်းဝင်ယူတယ်ဂျော်ဒန်ကလည်းတားရမရနိုင်တော့မဲသဘောပေါက်သွားတဲ့ဖြစ်စက်ကြီးနဲ့ခိုင်ဝဲဝဲရှိတစ်ပင်ကြီးရှိရာသို့သွားရှောင်နေလိုက်သည်အောင်မဝေပိုင်ထွက်လာရင်ရရပေါ်ဒုတ်တချောင်းတော့ယူထားလိုက်တယ်ကွာမြင်းခိုင်ကစက်ကြီးပေါ်တို့တရင်နေရင်ကတ်သွားရင်လမ်းပြောလိုက်တော့ကြောင်းအောင်မောင်းကမလန်းမကန်းမှတိတ်ကိုင်းရောက်တစ်ခုကိုကောက်ကင်ထားလိုက်သည်ခဏကြာရင်ဟူးကနေအင်ဂျင်ဆက်နှိုးလိုက်တဲ့အတူဘူဒိုဇာမြေတိုးစက်ကြီးသည်အသက်ဝင်လှုပ်ရှားလာပြီး ခြားတော်မူများစီတို့တဖြည်းဖြည်းချိကပ်သွားခဲ့သည်ခြားတော်မူများအစတို့ရောက်သည်နှင့်လက်တန်ကြီးကိုနှိမ့်ကြလိုက်ပြီးစတင်ဖြိုချလိုက်တော်သည် သာမန်မြေကြီးခြားတော်မူများဖြစ်တော်လဲအလွန်မာကျော်လာသောကြောက်တော်များကိုဖြိုရသလိုရုတ်တရက်ဆက်ကြီးကရှေ့သို့မတိုးနိုင်ပဲရှိနေခဲ့သည်ထိုကြောင့်စမောင်းမြင့်ခိုင်တယောက်အရက်ကလည်းမူးနေလူကလည်းစိတ်တို့စိတ်ဆက်တတ်သောသူဖြစ်သောကြောင့်ပြပြနေနေဆဲရေးတိုင်းထော်လိုက်ပြီးစက်ကြီးအစင်ကိုအစွမ်းကိုမြင်မောင်းလိုက်တော်သည် ။စုညာသောမြည်ဟီးသောအင်ဂျင်ဆက်နှင့်အတူခြားတောင်ဖို့၃ခု၄ခု၅ခုကန်ပြိုလဲသွားပြီးတစ်ဆက်ထဲမှာပဲဆက်ကြီးအင်ဂျင်မှာရုတ်တရက်ထိုးရက်သွားတော့သည်။မြေခိုင်ကစိတ်တူတူနဲ့ဆက်ကြီးကိုပြန်နှိုးတော့လဲဘလို့မှနှိုးမရပဲရှိနေစေမယ်။အော်ဗမာလမ်းအောင်လိုက်တော့အောင်မောင်းနဲ့ကြော်တန်းတို့ဤအတန်များကြောင့်ဆက်ကြီးအောက်ဖက်စီတို့လှမ်းကြည့်လိုက်မိသည်ခေအောင်မိကင်လူရေထွက်လာနေပြီဆက်ပေါ်မြေမြန်ဆင်းလာခဲ့တော့အကိုတို့အကိုတို့မြေမြန်ပြေးလာခဲ့တော့ငွေတွေများကြီးထွက်လာပြီဗျမြင်းခိုင်တွေးလိုက်ရသည်က ပြိုကျသွားသောခြားတောင်ကိုများစီမှာအထွေးလိုက်အထွေးလိုက်ထွက်လာလေသောအရွယ်စားမျိုးစုံအယောင်မျိုးစုံပွေများဖြစ်သည်ထိုကြောင့်ပင်မြင်းခိုင်ကတောက်ကြောင်လဲလဲနဲ့စက်ကြီးပေါ်မှာအောက်ဘက်စီသို့ဝုန်းငနဲခုန်ချလိုက်ပြီးခြေဦးတရာသို့ထွက်ပြေးလာခဲ့တော်သည်အောင်မောင်းနှင့်ကြော်တန်းတို့လည်းမြင်းခိုင်ကိုလှဲ့ဟော်ပြီးတရီပေးပြီးနောက်ထွက်ပြေးခဲ့ကြပြီဖြစ်သည်ညနေဆောင်၍ဦးထုံးဝေသို့ရောက်လာကြသောအခါမိသူကိုများမတွေ့ရတော့ပဲပြိုကျပျက်စီးနေသောခြားတောင်မှုအချို့နှင့်ထိုးလျက်သာရထားခဲ့သည့်မိထိုးစက်ကြီးကိုသာတွေ့ကြရတော်သည် ခက်ဆော့ဆော့ပိုင်းကချတောင်မှုများစီမှထွက်လာခဲ့သောမွေဥကြီးကိုတော့တကောင်းတလေမြပဲမတွေ့ကြရတော့ဟိုကြောင့်အခြေအနေကိုသုံးသပ်ကြည့်ကြသောအခါမြေခိုင်လိုအုပ်စုမိမိတို့မရှိကအရက်သေးစားတောက်စားကြပြီးမူမူယူယူနဲ့ချတောင်မှုများကိုဖြိုချနေခဲ့ပုံရသည်ဆက်စရာကိုမြင့်မောင်မှာတောက်တစ်ခေါက်ခေါက်နဲ့သူဤတပည့်ဖြစ်သူမြင့်ခိုင်ဟာစိတ်ဆိုးဒေါသထွက်နေသည့်ဖြစ်ဦးထွန်းဝေပါမနှဲပင်ထောင်းပြပြောဆိုခဲ့ရသည်ကဲကိုမြင့်မောင်ကြီးကျုပ်တို့မရှိအောင်ဒီကောင်လေးတောက်စားကြပြီးမမူယူနဲ့တွေ့ကြရလှုပ်ထားကြပုံရတယ်ဗျာ အခုလောလောဆယ်ဘာမှလည်းတိတိကျကျမသိရသေးတော့မနှက်ပြန်မနှမိုင်းညမှာတိတိကျကျမေးကြည့်ပြီးတော့အရေးယူတာတွေပါလေလောက်ရလိမ့်မယ်အလုတ်ပြုတ်တဲ့ရင်လေဖြုတ်ပြစ်တာပေါ့ဗျာဒါကြောင့်စိတ်လက်သိမ့်ပြီးတူမနေပါနဲ့တော့ဒီကောင်းလေးမူးယူနေတော့အခုနဲ့အိမ်ကိုသွားမေးကြည့်ရင်ဘာမှသိရမှာမဟုတ်ဘူးစိတ်တူပြီးဒေါသထွက်ရတာပဲအဖက်တင်လိမ့်မယ်ဒါကြောင့်ညဆောင်လာရင်မာသိမ့်တာမှာပြီးအိမ်ပြန်ကြအောင်ဗျာညဆောင်လာတော့အခါမာသိမ့်တီများကိုမာကြပြီးဦးထွန်းဝေတို့အိမ်တို့ပြန်ခဲ့ကြသည် ိမ်တို့ပြန်ရောက်တော့ခါရေမောချိုးညသာထမင်းစားပြီးဦးထွန်းဝေစိန်မောလူမောနဲ့ခက်ဆော့ဆော့ပင်အိယာဝင်ခဲ့သည်အိပြော်သွားပြီးနောက်ဦးထွန်းဝေထူးထူးဆန်းဆန်းအိမ်မက်တစ်ခုကိုမြင်မက်ခဲ့သည်အိမ်မက်ထဲတွင်ဦးထွန်းဝေတယောက်ကြီးမားလာသောလန်ကူကြီးတစ်ခုအတွင်းသို့ရောက်ရှိနေပြီးဂူကြီးမှာတဘာဝအလျောက်ဖြစ်ပေါ်နေသောဂူကြီးတစ်ခုဖြစ်ကမြင်မားလာသောဂူမိုးကြီးတွင်ကြောက်ဆက်ပန်းဆွဲများနှင့်ပြည့်နေလျက်ရှိသည် ရှင်လင်းအားကျယ်ပြန်လာသောဂူကြီးအတွင်ပိုင်းတွင်တဘာဝအလျောက်ဖြစ်ပေါ်နေသည့်ဆန်းကြောင်းလေးတစ်ခုကတသွင်သွင်ဖြတ်တန်းစည်းစင်းလျက်ရှိနေသည်ကြည်လင်တန်ရှင်းနေသောရေထဲတွင်ရွှေငါးကလေးများကူးကပ်သွားလာနေသည်ကိုပင်မြင်နေရသည်ဆန်းကြောင်းကလေး၏ဘေးဘက်များတွင်တစ်သီးဝလံပန်းပန်ပင်များကလည်းပေါက်ရောက်လျက်ရှိနေသောကြောင့်တစ်သီးမဲများမှထွက်လာသော မွေးကြိုင်သည့်ရနံများပန်းမွေများမှထွက်လာသောမွေးကြိုင်သားသည့်ပန်းရနံများကြောင့်မြည်သည့်ရနံဟူ၍ပြော့မပြတဲ့အောင်ပင်မွေးရနံများကထုံဤတင်းပြန့်နေသည် ်ဦးထွန်းဝေအန်ဩလာသွားပြီးဂူကြီးအတွင်းပိုင်းစီသို့တဖြည်းဖြည်းဝင်ရောက်လာခဲ့ရာခဏကြာတွင်ရုတ်တရက်မြင်တွေ့လိုက်ရသောအရာများကြောင့်လှမ်းလက်စခြေလမ်းများတုန်ငနေရပ်သွားခဲ့ရသည်မြင်တွေ့လိုက်ရသည့်အရာများကအချားမဟုတ်ဘဲအထွေးလိုက်အထွေးလိုက်ရှိနေသောအရွယ်အစားမျိုးစုံအယောင်မျိုးစုံရှိသည့်မွေများဖြစ်သည်ဝေမျိုးသားများကလည်းစုံလင်လာပြီးတစ်ပင်များ၏အပေါ်တွင်၎င်းအပင်ခြေကြီးများတွင်၎င်းအခွေလိုက်အထွေးလိုက်ရှိနေသည့်အပြင် အချိုးမွေများကလည်းဆာကလေးများတစ်လစ်တစ်လစ်နဲ့တလုံးလုံးလူးလုံးကသွားလာနေကြသည်မှာမင်းရသူဖို့အလွန်ပင်အသေးရစရာကောင်းလာသည်ထို့ကြောင့်ပဲဦးထွန်းဝေကြောက်စိတ်ဝင်လာပြီးဆက်မသွားရတော့တဲ့ဖြင့်နောက်ကျောင်းသူပြန်လှည့်ရန်ပြင်လိုက်မိသည်ထိုခိုင်းပါပဲနောက်နာပဲစီမှကျူးကနဲ့နာမို့လိုက်တဲ့ပြင်းပြင်းကြီးကိုကြားလိုက်ရပြီးလက်ဟက်သွားသလိုပင်ခံစားလိုက်ရသဖြင့်ဦးထွန်းဝေနောက်ကွက်စီတို့ခြာကနဲ့လက်ကြည့်လိုက်မိသည်ကြီးမားလာသော အနည်းယောင်ရှိသောမွေကြီးတကောင်ကိုဗပင်းကြီးထောင်လျက်သာတွေးလိုက်ရပြီ ခေါင်းပေါ်တွင်လည်းတာမန်မှွေများခဲ့သို့မဟုတ်ဘဲထောင်လျက်ရှိသည့်အမောက်ကြီးပါရှိသည်ကိုတွေ့လိုက်ရသည်ထွက်ပြေးရန်လည်းမလွတ်နိုင်သောသဖြင့်အိုးထုံးဝင်မျက်လုံးကိုစုံမိတ်လိုက်ကဖျားကိုသာတားလိုက်ပြီးတော့သည်ထိုအခိုက်မှာပင်မြူလိုလိုမိခိုးလိုလိုအဖြူရောင်ငွေများကပိတ်ပုံးသွားပြီးခဏကြာသောအခါမှတဖြည်းဖြည်းနှင့်လွင့်ပြေသွားခဲ့သည် ဦးသွေးမျိုးလုံးကိုပွင့်ရပြန်ကြည့်မိလိုက်တော့ခါစောစောပိုင်းကမြင်တွေ့ခဲ့ရသလိုမွေနကားကြီးမဟုတ်တော့ပဲအရာမောင်းမြင်မှထွားချိုင်းလာတော့နေရန်နေသည့်အသားအရောင်နှင့်လူကြီးတူဖြစ်နေသည်ကိုတွေ့လိုက်ရသည်ဒေါသအလွန်ထွက်နေသောကြောင့်လူကြီးမျိုးလုံးနှလုံးမှာမိကြီးကဲလိုဇေယျတောက်လျက်ရှိနေပြီးဦးထွန်းဝေကပြာကျသွားတော့မတက်စူးစူးဆိုင်ဆိုင်ကြည့်နေသည်ဖြင့်ဦးထွန်းဝေမျိုးလုံးကြီးရင်မဆိုင်ရဲတော့ပဲမျက်လွာကိုအသာချလိုက်မိသည် အတန်ကြသောအခါမှထိုလူနီကြီးကစူးရှကျဲလောင်သောအတန်ကြီးနှင့်စကားပြောလာခဲ့သည်အသင်လူသားတို့သည်ကျွန်ုပ်တို့ခွင့်မပြုဘဲကျွန်ုပ်တို့နေမျိုးကိုကျူးကျော်ဝင်ရောက်ကဖျက်ဆီးခဲ့ကြသည့်အပြင်အသင်လူသားမျိုးနွယ်များ၏အစဉ်ငယ်ကင်းမဲ့၍ရက်ဆက်သောလောရံများကြောင့်ယနေ့ပင်ကျွန်ုပ်မျိုးနွယ်များတည်ကြည်ပျက်စီးတန်ရာများရခဲ့ကြပြီထို့အတွက်ကျွန်ုပ်တို့ကိုကျူးလွန်စော်ကားရရက်ဆက်ဆက်တပ်ဖြတ်ခဲ့ကြသောအသင်လူသားတို့ဟာကျွန်ုပ်တို့ကလည်းယနေ့ပင်ပြန်လဲလက်စားကြီးတုံ့ပြန်တော်မူ ထိုကြောင့်တင်တို့အနေနဲ့ကျွန်ုပ်တို့ပိုင်ဆိုင်သောနေရာကျူးကျော်ဝင်ရောက်ကထပ်မံဖြစ်စည်းခြင်းမှမပြုလုပ်ကြရန်ကျွန်ုပ်တတိပေးလိုက်သည်ထပ်မံပြုလုပ်ခဲ့ပါက အခုတည်းပို၍ပြင်းထန်သောလက်စားကြီးတုံ့ပြန်မှုကိုတင်တို့ထပ်မံရင်ဆိုင်တွေ့ကြုံရလိမ့်မည်ဖြစ်သည်ထို့သောပြောဆိုပြီးနောက်အနေရောင်လူကြီးသည်တစ်ပြေးပြင်းနှင့်ကြီးမားလာသောအနေရောင်မွေးနှကားကြီးအဖြစ်သို့ပြောင်းလဲသွားသည်ကိုတွေ့မြင်လိုက်ရပြီးအနောက်ဘက်စီသို့ပြန်လည်ထွက်ခွာသွားခဲ့သည် ထိုအခါကျမှအိုးထုံးဝေပြန်လဲတရိပ်ဝင်လာခဲ့ပြီးကြောက်ကြောက်လန့်လန့်နဲ့ဂူကြီးအပြင်ဘက်စီသို့အမြန်ပြေးထွက်လာခဲ့သည်ထိုချိန်တွင်အဲ့ပြော်နေရာမှဖြတ်ခနဲ့လန်လို့လာတော့အခါလင်းချက်ဒေါ်နိုင်မြအဆက်မပြတ်ကြားလိုက်ရသဖြင့်မနဲ့မိုးလင်းကနီးနေပြီဖြစ်ကြောင်းသိလိုက်ရသည်ဆက်အိမ်ရွေလည်းမရတော့သဖြင့်မျက်နှာသစ်သွားတိုက်လိုက်ကရင်ွေးချမ်းထိုင်တော်ရင်ညကမက်ခတ်သည့်အိမ်မက်ကိုပြန်စင်းစားကြည့်နေမိသည် ထိုအခါကျမှယမန်လေးကဖြစ်ပျက်ခဲ့သည်များနဲ့ဆက်ဆက်တွေးကြည့်မိရဲ့တစုံတစ်ခုကိုစဉ်းစားမိသွားသဖြင့်အဝယ်စားအမြန်လေးကဆက်เสียကိုမြင့်မောင်၏အိမ်သို့ထွက်လာခဲ့သည်ကိုမြင့်မောင်နေသောလမ်းထိပ်သို့ရောက်သည်နှင့်လမ်းထဲမှခတ်တုတ်တုတ်ထွက်လာနေသောကိုမြင့်မောင်ကိုလှမ်းတွေ့လျက်ရသည်ဟာဆရာရောက်လာတဲ့အတော်ပဲဗျာကျွန်တော်လည်းအခုဆရာစီကိုထွက်လာတာဗျာဘာအရေးကြီးကြီးစပေါ်လာလို့လဲကိုမြင့်မောင်ညတော့မက်ခဲ့တဲ့အိမ်မက်ကမကောင်းဆရာအားကြောင့်ဆရာကိုပြောပြပြီးဘာဖြစ်နိုင်တယ်လဲမေးကြည့်အောင်ကျွန်တော်အခုထွက်လာတာပါကျွန်တော်လည်းညတော့အိမ်မက်ထူးထူးဆန်းဆန်းမက်ခဲ့တယ်ဗျာ အားကြောင့်ခမရသည်စောစောထွက်လာခဲ့တာပြောစမ်းပါဦးမြအိမ်မဲအကြောင်းမယောက်သားခတ်တော့တွေ့လမ်းလျှောက်လာကြရင်ညကမကတိအိမ်မဲအကြောင်းကိုကိုမြင့်မောင်ကပြန်လဲပြောပြခဲ့သည်စကားဆုံးသောအခါဦးတွန်းဝေအလွန်မေအံ့အားတင်သွားပြီးကိုမြင့်မောင်ကပြောလိုက်သည်ထူးထူးဆန်းဆန်းတိုက်ဆိုင်လိုက်တာဗျာအခုခမရပြောပြခဲ့တဲ့ကျွန်တော်လည်းမက်ခဲ့တာဗျာဒါဆိုရင်တော့မနေ့တော့ကစိုက်ထဲမှာအဆောင်ထားခဲ့တဲ့မြင့်ခိုင်ရဲ့အောင်မောင်းရဲ့ကြော်တဲ့သုံးယောက်စလုံးတကုတ်ကူညာဖြစ်ကုန်ကြပြီလားမသိဘူးဆရာအချိန်နေသေးရအောင်အေးအေးနှီးဆုံးမြင့်ခိုင်တို့ရင်အမြန်သွားကြည့်ကြရအောင် နယောင်သားအငါကားတစည်းကိုငါးကမြင့်ခိုင်တို့အိမ်သို့ထွက်လာခဲ့သည်ရင်ခိုင်အင်းရှိသူကားရလိုက်သည်နှင့်အိမ်ထဲမှအော်ဟစ်ငိုယိုနေသောမြင့်ခိုင်၏ဇနီးနှင့်ဆွေမျိုးသားချင်းများ၏အတံများကိုကြားလိုက်ရသည်။ဦးထွန်းဝင်းနှင့်ကိုမြင့်မောင်တို့အိမ်ထဲသို့ဝင်လိုက်သည်နှင့်အင်းရှိအေကန်းထဲတွင်ပတ်လက်အနေထားဖြင့်ခြားထားသောမြင့်ခိုင်၏အသက်ဝိညာဉ်မဲ့နေသည့်ခန္ဓာကိုယ်ကိုမြင်တွေ့လိုက်ရသည်။အနားသို့ကတ်သွားပြီးတခြားကြည့်လိုက်သောအခါတကောလုံးအစိတ်တက်ထားသည့်ဖြင့်မဲနှင့်ပြာနှမ်းနေပြီးသွေးဆို့နေသောမျိုးတံများကိုလည်းခန္ဓာကိုယ်အနက်တွေ့ရသည်။ ရေခိုင်ဇနီးဖြစ်သူကငိုရှာရဲမှအိုးထုံးဝေတို့ကိုပြောပြခဲ့သည်မင်းညံ့နေရောကိုမြင့်ကအလုတ်ကစောစောကြီးပြန်လာရဲ့ဇာသူ့ပုံစံတစုံတစ်ခုကိုတော်တော်ထိတ်လန့်နေတဲ့ပုံစံဖြစ်လို့ကျမမေးကြည့်ပါသေးတယ်မေးသမျှဘာတစ်ခုမှပြင်မဖြစ်ပဲအိမ်မှာအရက်ကိုပဲထိုင်တော့နေတယ်ဇာညညတာတော့မစားတော့ပဲအရက်အမိုးလုံးပြီးမထနိုင်တော့လို့ဒီအေကန်းထဲမှာပဲအိပ်ရာပြင်းပြီးတိတ်လိုက်ရတာဇာညတကောင်လောက်လဲကြောင်ကျမရေစာလာလို့ရေထတော့ပါတယ်အဲ့ဒီအချိန်မှာပဲအိမ်မေးပတ်လေကနေတရွှေရွှေနဲ့မွေတုံနဲ့အတန်တွေကြားလိုက်ရလို့ကျမကိုမြင့်ခိုင်ကိုနှုတ်ကြည့်ပါသေးတယ် ဘလို့မှနှိုးမရလို့ကျမလည်းကြောက်ကြောက်နဲ့အိရာလည်းပြန်ဝင်ပြီးဆောင်းကောင်းမှုခြုံနေခဲ့တာပါဆရာကျမတို့ဒီအိမ်မှာနေလာခဲ့တာနှစ်ပေါင်းမနည်းတော့ပါဘူးဆရာရဲ့ညတော်အလိုမွေတုံတန်အများကြီးကိုဒီတစ်ခါပဲကြောက်ဥပါသေးရဲ့ကျမလည်းကြောက်ကြောက်နဲ့အိပ်ပျော်သွားပြီးအခုမနဲ့မိုးလင်းကိုမြင့်ခိုင်ကိုအလုတ်သွားဖို့တော့နှိုးလိုက်တော့မှအသက်မရှိတော့မှသိခဲ့ရတာပါကိုမြင့်ခိုင်ဇနီးစကားဆုံးသွားသောအခါအူထုံးဝင်နေကိုမြင့်မောင်တို့လည်းကြံသည့်နှစ်ယောက်တွေစိတ်ပူသွားပြီးအောင်မောင်၏အိမ်ဘက်စီသို့အမြန်ထွက်ခဲ့ကြ၏ အောင်မောင်းမှလည်းမြင့်ခိုင်ကဲ့သို့ပင်ဘွေးဆွဲရမြဗဒပွားနှင့်အစိမ့်မတက်ကအသေးဆုံးနေပြီဖြစ်ကြောင်းတွေးလိုက်ကြသည်နှစ်ယောက်သားကျော်တန်းအိမ်ဘက်သို့အမြန်ဆက်ခဲ့ကြရာကျော်တန်းမှမူဘာမှမဖြစ်ပဲအကောင်လိုက်တွေးကြရသည်ကျော်တန်းပြန်လည်ပြောပြသည်ဖြင့်ရမန်နေကမြင့်ခိုင်နှင့်အောင်မောင်းတို့နှစ်ဦးသူတို့မရှိကြိုက်စိုက်ထဲတွင်လုခဲသည်များကိုတိလိုက်ကြရသည်ခြားတော်မူများကိုဖျက်ဆီးခဲ့ကြသည့်တင်ဆုံသွားခဲ့သူတပည့်နှစ်ဦးတို့စိတ်မကောင်းတိရုံမှတပါးပါမှမတတ်နိုင်ကြတော့ပါ ောက်တစ်နေ့စိုက်တဲသို့သွားပြီးမြေတိုးဆက်ကြီးကိုဆက်နိုးပြီးဖယ်လိုက်သောအခါဆက်ကြီးလက်တံအောက်တွင်ပျော်ကျနေသောခြားတော်မှုအချို့နှင့်အတူမွေဒီကောင်များကိုတွေ့လိုက်ရလေသည်ထိုနောက်ပိုင်းတွင်အိမ်ယာဆောက်လို၏လုံငန်းများကိုဆက်လက်ဆောင်ရွက်ခဲ့တော်လဲထိုချတော်မှုများရှိသောနေရာအားချန်ခတ်ထားလိုက်ကမူလအတိုင်းမဖြည့်စည်းပဲထားလိုက်ကြသည်ထို့တော်လည်းလူနေအိမ်ယာများဆောက်လို့ပြီးစွေရောင်းချသောအခါဝယ်ယူနေတိုင်းမိသူနေပါခဲ့သည် အထူးသဖြင့်အင်ယာစကန်းလဲတွင်မွေတိုက်ကြီးရှိနေကြောင်းစောက်လုံလေးစဉ်ကလေးကပင်တစင်စကားတစင်ကြားထားကြသောကြောင့်တိုက်ခမ်းများစောက်လုံပြီးစီးနေပြီဖြစ်တော်လဲနေရဲသူသိမ့်မရှိကြခြင်းဖြစ်သည်ထို့ကြောင့်တာဝန်ရှိသူများတိုင်ပင်ညာပြီးထိုချတော်မူများနေရာတွင်အင်ယာစကန်းတွင်နေတိုင်ကြသူများဘာသာရေးလုပ်ငန်းများလုပ်ကိုင်နိုင်သည့်ရန်ရည်ရွယ်ပြီးဓမ္မယုံကြီးတယုံစောက်လုံရန်နှင့်ငကယုံဘုရားတစုတည်ထောင်ကိုဝယ်ကြရန်စီမံဆောင်ရွက်ခဲ့သည် ရှေးဦးစွာဆရာတော်တန်ဃာတော်များအပင့်ဖဲ့၍မေတ္တာတုတ်ခန္ဓာတုတ်အစရှိသည့်တုတ်တော်များရွတ်ပတ်ပူဇော်ခြင်းမိတ္တကမောဝါများရွတ်ပတ်ခြင်းအစရှိသည့်များကိုပြုလုပ်ခဲ့ကြသည်ထို့နောက်ကတော်ဝဲများပေး၍ခြားတော်ဝူများကိုရှင်းလင်းဖယ်ရှားခဲ့ကြသည်ခြားတော်ဝူများကိုရှင်းလင်းဖယ်ရှားကြရာတွင်အခက်အခဲမရှိဘဲတာမန်သေးတော်ဝူများကိုဖြိုချရသကဲ့သို့အသာအရာဖြိုချလိုက်ုံနှင့်ပဲအလွယ်တကူပြုကြသွားခဲ့သည် ထို့ပြင်ခြားတောင်ပေါ်များအောက်တွင်မွေတိုက်ရီးတစ်ခုရှိနေသည်ကိုသိကြားမြင်သားကြသောလေအမှန်တကယ်ဖြိုချလိုက်သောအခါထူးဆန်းစွာပင်မွေများကိုတကောင်တလေးများပင်မတွေ့ရတော့ပေဖြိုချလိုက်သောခြားတောင်ပေါ်များနေရာတွင်ကြီးမားခံရလာသောဓမာယုံကြီးတယုံနှင့်ငကယုံဖျားတစုတီစားကိုကြွယ်ခဲ့ကြသည်ငကယုံဖျားမှာကြီးမားလာသည့်ကိုလုံးဏီအောင်ရှိသောငကားဤတကောင်ဤခွေထားသောအကွေပုံကြီးပေါ်တွင်ကင်းဝန်ဆံပယ်လျက်ရှိသောထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်တစုကိုထူးလှုပ်ပူဇော်ထားသည် ၎င်းယုံပြား၏တိသားပူသောကိုယ်ွက်ကြပြီးနောက်ညနေပိုင်းအချိန်များတွင်အနီရောက်ရှိသောကြီးမားလာသောမူကြီးတကောင်ဖျားဘူးလာတတ်သည်ကိုတိုက်ခန်းတွင်နေသူအချို့တခါတည်းရန်တွင်တွေ့ရတတ်သည်ဟု၍၎င်းတခါတရံတွင်လည်း၎င်းယုံဘုရားကြီးမှ၎င်းကြီးသည် မျက်လုံးများလှူရှားလာက အသက်ဝင်လာတတ်သည်ဟု၎င်းပြောဆိုကြသည်အထို့ကလည်းလာပြေလာွယ်ညာများတွင်ညနေပိုင်းလူကြီးတိတ်ချိန်များ၌၎င်းယုံဘုရားကြီးရင်ပြေစီမှလူတန်သူတန်များစူညံစွာကြားရတတ်သည်ဟုပြောဆိုကြပြန်သည် သို့တော်လေနနဲ့စောစောငကယုံဘုရားကြီးတွေအာယုံဆွန်းထကတ်ကြသူများသည်နနဲ့ပိုင်းနဲ့အချိန်မီများစောရဲ့ဆွန်းထကတ်စီကမှုဆွန်းကတ်သည့်သူများကိုလည်းတကြိမ်တစ်ခါမှပဲမတွေ့ရပဲဘုရားကြီးရှိတွေအငွေတစ်ထောင်ထောင်ထားနေသောဆွန်းများကအရင်ဦးဆုံးကတ်ထားပြီးဖြစ်နေတတ်သည်မှာယခုထက်တန်ရောက်မယ်ဖြစ်နေပါတော့သည်ယခုကျွန်တော်ဖတ်ပြသောအကြောင်းအရာများသည်ဖြစ်ရမှန်အဖြစ်ပြက်တစ်ခုကိုအခြေခံကဇလန်းပွဲဖတ်ပြခြင်းဖြစ်ပါသည် အဆုံးထိနားဆင်အားပေးခဲ့ရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအခုဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် like လေးနှိပ်ထားခဲ့ပြီးတော့ကျွန်တော်နဲ့ဆောင်အောင်များ channel ကိုလည်း subscribe လေးနှိပ်ခဲ့ပေးပါအောင်ခင်ဗျာအခုလိုပဲထူးခြားတွေလာပြည့်ရစမ်းပြအကြောင်းအရာတွေကိုတရက်ချားစီတကာပုံမှန်တင်ဆက်ပေးနေလို့စောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာ